ထိုင်းရွှေဈေးကညနေပိုင်း150အကျာနဲ့ဈေးပိတ်တော့ပါတယ် ားလုံးမင်္ဂလာပါစေချမ်းသာခြင်းကုချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က6ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်ညလပိုင်းတိုင်းရွှေစီက150ကျပါတယ်60ကျော်တမ5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲစီဆိုင်ကရောင်းနေစီက9150ဆိုင်ကလက်ခံနေစီက9950လက်ဝရင်နာရေးနှုန်းတွေကဆိုင်ကရောင်းနေစီက9650ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3390ခုနဲ့တိုင်းရွှေစီကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမန်ငွေ30နှစ်တမ6နှစ်နဲ့တိုင်းရွှေစီကိုတွက်ထားပါတယ်60ကျော်တမ5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကပန်ကောက်ထဲမှာလက်ကနဲ့ရရှိပါတယ်လက်က BSC တိုင်းရွှေခဲတစ်ပတ် ားကို9,250နဲ့ပေါက်ဈေးရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရခိုင်တုံးပြည်မဖြတ်ပဲဆိုင်က9,950ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခတွေကတော့ပန်ကောက်ထဲမှာတပတ်သားကို1,000ကနေ2,000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနိုင်တပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်တုံးဖြတ်ပြီးတဲ့အပြင်ကို4,900ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။69.99ရှိတဲ့ရွှေခဲကတကရန်ကိုဆိုင်ကရောင်းတဲ့ဈေးက3,534ပတ်ဆိုင်ကလက်ခံတဲ့ဈေးက3,520ပတ်နဲ့ပေါက်ဈေးရှိပါတယ်။ဒီနေ့မှ တော့ထိုင်းရွှေစည်းတွေကအကြမ်းစည်းနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေအတွက်လက်ခစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Signet Clean Sea ကိုစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ၂၀၅ပတ်သားတိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေစည်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်။ထိုင်းရွှေစည်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့တားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေအကျင်းလို့ပေးရှင်နိုင်ကြပါစေ။